အလူငယ်တွေကျိုးသားနေတဲ့အချိန်မှာပြည်သက်ကလစ်လူရှူပြီးတော့ကွယ်လွန်မပဲတည်သွားတဲ့အမှုပြန်ရှင်တွေမှာသူပါသွားတယ်ပေါ့နော်သူတို့ underground တိုင်းမှာတော့သူတို့တည်ကြမယ်အပြင် public ကမတည်ကြဘူးလေသူကဒီလိုဈေးကဝင်အချင်းတွေဆိုတဲ့အောင်မြင်တဲ့အစိုးရဘွားနဲ့သူမရက်ဒီပဲနဲ့သူကပုံမှန်ဘွားနဲ့မရက်ဒီခဲ့တဲ့အတွက်အခုလိုပြည်သက်တွေအရင်မသိပဲနဲ့ကွယ်လွန်သွားမှာစင်ပေါ်မှာကွယ်လွန်သွားလို့တည်တော့အခုလို interview တွေလုပ်တဲ့အတွက်သူရှိတုံးတာအဲ့လိုမျိုးအာဘီကေအရင်ဝမ်းသာမှာပဲလို့အခုထင်ပါတယ် ရာတို့အမြင်ရဆိုရင်တော့ဒါဝန်နေဝန်တာတော့ဖြစ်ရတာပေါ့လူနေနေတော့လေသို့တော်လည်းပဲရှာရဲ့ယုံကြည်မှုစိတ်ချမှုအညာဆိုလို့ရှိရင်တော့မင်္ဂလာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအသက်ရှင်ရှင်တုန်းကအတီတို့ဆရာရဲ့တူတော်တာပေါ့နော်ထရီစီယာဆရာညီမအငယ်ဆုံးမှာတူတော်တယ်။အမြဲတမ်းထရီစီယာဘာပြောလဲဆိုတော့ तू ကအင်မတန်မှဖခင်ကိုကန့်ဆိုင်တဲ့ဒါလေးဖြစ်တယ်။ ဘရောမစုသင်မဆိုခင်ဆိုလို့ရှိအမေဖះဆူတောင်းပေးပါသချင်းဆိုပြီးလည်းအမေကျွန်တော်အောင်မြင်တယ်ဖះကိုချီးမွမ်းပေးပါဆိုတော့ယုံကြည်မှုနဲ့သူကခံယူပြီးတော့ဘာပဲလုပ်လို့လုံးတက်တဲ့တားလေးတယောက်ပေါ့နော်နောက်တစ်ခါသူအမေကိုလည်းသူနောက်ဆုံးအချိန်ထိပေါ့လေအနည်းကစောင့်ရှောက်ပြီးတော့အဖက်ဖက်ကလည်းလူလေးသေးမရှိပေါ့သူဝါဒနာပါတာလည်းသူလုပ်တယ်မိခင်ကိုလည်းအင်ပတန်စောင့်ရှောက်တဲ့တားလေးတယောက်ဖြစ်တယ် ်ဆရာတို့မိသားစုတွေမှာတော့ဒီကုံပေါင်းတို့မှာတူသားတွေအရင်ရင်းနှီးကြတယောက်နဲ့တယောက်တူသားတွေဖြစ်ပေမဲ့တာရင်သမီးရင်းတွေလိုပဲရှိကြတယ်ရင်းနှီးနှီးပေါ့ဆိုတော့လေဒီနေ့လူနေနေတော့လေအခုလိုမိသားစုတွေကတူသားလေးတယောက်ခွဲခွာသွားတယ်ဆိုတော့ဝန်းနေစရာ ရှိတယ်လို့အမှုပညာလောကကလည်းသူ့ရဲ့အမှုပညာစွန့်ရည်နဲ့ဆုံးရှုံးမှုတစ်ခုတော့ဖြစ်တာပေါ့နော် သို့တော်လည်းပဲဆရာတို့ခံယူချက်ရတော့ဆရာတို့ကကွဲသွားတယ်လို့မခံယူပါဘူးခိတ္တကွဲသွားတယ်လို့လည်းခံယူပါတယ်ဒါကြောင့်တနေ့တော့ဘုရားရှင်ပြန်အားဖြင့်ဆရာတို့အားလုံးကတနေ့ပြန်တွေ့ဖို့ရာအာမခံချက်ရှိပါတယ်ဒါကြောင့်မို့လို့ဆရာတို့ကဒီကနေ့ကိုဝမ်းနည်းခြင်းနဲ့ဂုဏ်ယူခြင်းနဲ့ချီးမွမ်းခြင်းနဲ့ဒုတွဲပြီးတော့မင်္ဂလာရှိတဲ့နေ့လို့ပဲသတ်မှတ်ပါတယ်ဘုရားတို့ရဲ့တင် အတူအမှန်တမ်းပြောမှာဆိုအသက်ငယ်ဆုံးအကိုအကျိုက်ဆုံး drum ပါပါအသက်ငယ်တဲ့ထဲမှာသူအကိုအကျိုက်ဆုံးပဲသူ့ကိုကိုဝေထွန်းတူဘွားတွေကအကိုအကျိုက်တာ drum ထဲမှာသူ့ကိုရန်ကျိုက်တာအဆိုးအကိုကမပြောအဆိုးနဲ့ပတ်သက်ပြီး underground drum ဆိုတော့ရေအကိုကတိတ်မသိဘူးအကိုကလည်းအပွဲမသွားဘူး drum တီးတာတော့အကိုသူ့ကိုအရန်ကျိုက်တာ drummer အနေနဲ့အကိုနှမျောတာဒီမှာတချင်းဆိုတဲ့လူတွေနဲ့တော့အကိုတိတ်ပြီးတော့အများကြီးမသိပါဘူးအမှန်တမ်းလည်းဝန်ခံပါတယ် underground ဘွားတွေသူ့ဘွားတွေလည်းအကိုမရောက်ဖြစ်ပါဘူးဒါပေမဲ့ drum တီးတာတော့ရန်ကျိုက်တာကျိုက်လို့သူ့ကို session လေးခေါ်တီးတယ်သူ့ကို instrument လေးမနေ့ကသူ့ခေါ်တီးတာတီးတယ်သူ့ကို drummer ပဲဖြစ်စေချင်တာအကိုစိတ်နဲ့ဆိုတော့နော်အကိုကတော့ သူကအစိုးရအနေနဲ့ဖွင့်လွှင်သွားတဲ့အတွက်အခုသူနှမျောပါတယ်သူကအနုပညာရှင်တွေတော့အခုအရန်လေးစားပါတယ်ဗောနော်သူရဲ့ငယ်ပေမဲ့လည်းသူလုံးလည်းလုံးနိုင်စွမ်းနဲ့သူလုံးသွားတဲ့အနုပညာကိုအခုကနှမျောပါသူကတော့ဟိုစိတ်သက်ကိုချစ်တာလေပြီးတော့သူရဲ့ဟိုဘယ်လိုပြောမလဲသူဆိုတကယ်အချိန်ွားတဲ့အများကြီးလေသူနောက်ကမှသူအူလို့ဆိုလဲအခုရဲ့ drum တီးတဲ့ကိုဝေထွန်းတို့ကသူ့အမေဆိုလဲ treasury လို့ဆိုတာတကယ်ဟိုတပည့်တွေအများကြီးဝေထုတ်ခဲ့တဲ့အစိုးပညာရှင်ပဲဒါပေမဲ့ तू ကအဲ့လိုမျိုးအဖေတွေဦးလေးတွေ studio တွေအဖိုးတွေအတော့အချိန်ွားအောင် तू ဘယ်တော့မတော့ဘူးလေ အခုတွေ့လေခလေးလိုပဲနေတာပဲအခုချိန်ထိလည်းသူခလေးလိုနေတာပဲလေအဲ့လိုမျိုးသူစိတ်တက်ချီချူလာပါသူဘယ်တော့မှအဲ့လိုနိမ့်နန္နာမောမောမောဆက်ဆန်လာဘူးသူ့မှာမတွေ့ဘူးလေအဲ့ဒါကိုသူ့ကိုတော့ပြုစင်မှုကိုစိတ်တက်ပြုစင်မှုကိုအခုကွယ်လွန်သွားမှလည်းပုံတိရပါတယ်အဲ့ဒါကိုလေးစားလို့လည်းအခုတော့ဒီပွဲကိုဒီအခမ်းအနားမှာရောက်လာပြီးတော့ဒီအင်တာဗျူးလုပ်ပေးတာ က်ပါပဲကျွန်တော်တို့ကစကားနဲ့တော့ပြောလို့မကုန်ပြီးတော့ဟိုအမှန်တမ်းပြောရရင်တော့ဝိုင်းနေတာတည်းကျွန်တော်တို့ကလက်မခံနိုင်တာအမှန်အကောင်းတဲ့ဘက်ကကြည့်တော့လေဟိုပို့ပေါ်တာသူပြစ်စင်တဲ့ဘွားကိုသူလွတ်စင်တာလောက်သွားတယ်ဗျာအဲအဲ့တခုတော့ဝမ်းတာပါပဲကောင်းဘက်ကတွေ့ရတော့ဟုတ်ကျွန်တော်အဲ့ညနောက်ဆုံးဆင်မော်မှာဒီလိုပဲရှိခဲ့ကြတာဟုတ်တယ်ကျွန်တော်တို့မျက်စိရှိရင်ဖြစ်တာဒါတွေကဟုတ်အဲခုနကျွန်တော်ပြောလိုပါပဲခံစားနိုင်ပါတော့ကျွန်တော်တို့ အကောင့်ဘက်ကကျင်တော့ဝမ်းတာတယ်သူများမလုပ်တာကျွန်တော်လုပ်တယ်ဗျာပြင်ကျွန်တော်တို့ဘဝမှာကျွန်တော်ခံရတာဒီနိုင်ငံမှာပေါ့ကျွန်တော်တို့ဒါငွေချေးကြောင့်လုပ်တာမဟုတ်ဘူးဗျာကျွန်တော်တို့ဝါသနာရင်းခံပြီးကျွန်တော်လုပ်နေကြတာကလေးဘဝတွေอ่ะအဲ့တော့ကျွန်တော်အကောင့်ဘက်ကျင်တော့အရန်ကုန်နေပါတယ် န်တော့အားဆိုင်တို့လာသူရှောင်းတယ်ဟိုဘာမှမလုပ်ဆဲလေးလည်းမတောက်ဘူးအတရသေးစားလည်းဘာမှမတောက်ဘူးရှောင်းတယ်ကျမကြီးလည်း view site တဲ့အေးကြီးတို့ဘဝအောင်အေးဟိုဖြစ်သွားတာတော့အလိုမတက်နိုင်ဘူးပေါ့နော်ကန်တရားရပဲဟုတ်အော် तू ကကိုရီမွန်တော့ဟွာလုတ်တဲ့ပွဲဆိုတော့ farewell လုတ်တဲ့ပွဲဆိုတော့သူဆိုချင်ပါပဲလေဟိုအရင်တော့ကလည်း show တွေအများကြီးသူနဲ့အတူဆိုခဲ့တာဆိုတော့ဟိုအဲဘာကွာပါလဲဆိုတော့အခုကအခုပွဲရကြတော့ sound system တွေများတယ် monitor တွေများတယ်အကြီးကြီးနေဆိုတော့အရင်ကျွန်တော်တို့တပွဲဆိုခဲ့သေးတယ်အဲ့ပွဲကတော့ပွဲသေးရဆိုတော့အရင် အတန်တည်းကမပြင်းထန်ဘူးဗောနော်အခုပွဲကကြတော့အရင်ဆူညံပြီးတော့မှသူလည်းအဲ့လိုအဲ့လိုဖြစ်သွားတယ်အဲ့လိုကတော့ကျွန်တော်လည်းတခြားမမြင်လိုက်ရတော့မသိဘူးဗောနော်ဒီပါရှင်လည်းပါမပါရှင်လည်းပေါ့အဲဟိုဆရာဝန်တွေပြောပြကြရတော့သူစင်ပေါ်မာတွေဟိုအဲ့လိုစင်ပြီးတော့အခြေအနေကိုပြန်ပြီးမကောင်းလာနိုင်တော့အခြေအနေဖြစ်သွားတော့မှသူလဲသွားတဲ့ပုံကလည်းတည်တာပါဟိုတောင်းတောင်းနေအရင်အားပြင်းပြင်းနဲ့လဲသွားတယ်ကျွန်တော်ကလည်းကွာကူဘာမှမလုပ်ပေးလိုက်နိုင်ဘူးကွာအဲ့လိုအစားတော့ဖြစ်နေတာပါဆရာဝန်ပြောပြတော့မှအဲ့လိုမျိုး ကျောင်းများများသူလုပ်ပြနိုင်ကြလားလဲရှိတယ်လုပ်လဲလုပ်ပြခဲ့တယ်။ကြိုက်ပါတယ်သူငယ်ငယ်လေးတည်းကြိုက်ပါတယ်။ကောင်းပါတယ်သူအကုန်လုံးပေါ်ကောင်းပါစိတ်တနာလည်းကောင်းတယ်။ အခုလိုမျိုးပေါ့နော်သူရုပ်ရက်ပေါ့နော်အခုလိုဆုံးမသွားတဲ့ပေါ့ဟိုနည်းနည်းအမှတ်ချက်ဟိုပြောရအောင်နည်းမှတ်ချက်1နဲ့သူပြောခွင့်ရမယ်ဆိုလို့ရှိရင်ဗျာပြောလို့ရှိရင်3ရတယ်ပေါ့စကားတွေပြောကြည့်